ကေယောဂီအပေါင်းသူတော်ကောင်းတို့ယခုအချိန်ကစပြီးတော့တရားကိုဇွဲကောင်းကောင်းနဲ့ကြိုးကြိုးစားစားနဲ့အထုရအောင်ယေရှုရှင်မုဂုဆလောဘုရားကြီးပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ် ကျေးဇူးရှင်မောဂုတ်စရာဘုရားကြီးကဗာမိတ်ခဲ့တယ်လေဆိုတော့တရားအားထုတ်တယ်ဆိုတာလွယ်ပါတယ်กว่าဓာတ်ရှင်ကြည့်တယ်လို့ပါပဲရှင်းတော့ကတော့ဓာတ်ရှင်ပေါ့ဗျာအခုခေတ်တော့တီဝီပေါ့တီဝီကြည့်တာနဲ့တရားအားထုတ်တာအတူတူပဲ ဘုရောကောင်းတို့တီဝီကြည့်တာကိုသိချကြည့်ဗဇက်ကပြောတော့တီဝီကြည့်တယ်လို့ပြောတာတကယ်တော့အတိတီဝီကြီးကတန်နဲ့လှုပ်ထားတာလားသတိနဲ့လှုပ်ထားတာလားသစ်သားနဲ့လှုပ်ထားတာလားဒီလိုကြည့်တာမှာမဟုတ်ပဲတီဝီရဲ့ဖန်သားပြင်ပေါ်မှာပေါ်နေတဲ့ မင်းသားယုတ်တိမင်းသမီးယုတ်တိလူရှင်တော်ယုတ်တိကိုကြည်ရလားပြောတော့ TV ကြည့်တယ်လို့ပြောတာတကယ်လက်တွေ့ကြည့်တဲ့အခါကျတော့အဲ့ဒီ TV ရဲ့ဖန်သားပြင်ပေါ်မှာပေါ်နေတဲ့မင်းသားယုတ်တိမင်းသမီးယုတ်တိလူရှင်တော်ယုတ်တိကိုကြည်ရလားအဲ့တော့ အဲ့ဒီမင်းသားရုပ်တို့မင်းသမီးရုပ်တို့လူရှင်တော်ရုပ်တို့ကလည်းပဲသေးသေးချာချာကြည့်လိုက်တဲ့အခါကျတော့ငြိမ်ပြီးတော့မနေဘူးမင်းသားရုပ်ကလေးကပေါ်လာလိုက်ပေါ်ပြီးတော့ပျောက်သွားလိုက်မင်းသမီးရုပ်တွေကပေါ်လာလိုက်ပေါ်ပြီးတော့ပျောက်သွားလိုက် လူရှင်တော်ရုပ်ရှုကေးရုပ်တွေကပေါ်လာလိုက်ပေါ်ပြီးတော့ပျောက်သွားလိုက်ဟောပြောတော့ TV ကြည့်တယ်လို့ပြောတာတကယ်လက်တွေ့ကြတော့ပေါ်တာနဲ့ပျောက်တာပဲကြည့်နေရတာပေါ်တာနဲ့ပျောက်တာပဲကြည့်နေရတရားအထုတ်တာလည်းအဲ့ဒီလိုပဲတရားအထုတ်တာအဲ့ဒီပုံစံအတိုင်းပဲ အခုသူတော်ကောင်းတို့မှရှိနေတဲ့မျက်စိနားနှာခေါင်းလျာကိုယ်စိတ်ဆိုတာကတီဝီရဲ့ဖန်သားပြင်နဲ့တူတယ်မျက်စိနားနှာခေါင်းလျာကိုယ်စိတ်ဆိုတာကတီဝီရဲ့ဖန်သားပြင်နဲ့တူတယ်အဲ့ဒီမျက်စိနားနှာခေါင်းလျာကိုယ်စိတ်မှာပေါ်နေတဲ့မင်းမြင်တဲ့သဘောလေးတွေ ကြားတဲ့သဘောလေးတွေဝင်နဲ့ထွက်တဲ့သဘောလေးတွေညောင်းနေထုံနေကျင်းနေတောင်းနေတင်းတဲ့သဘောလေးတွေဝမ်းနေတဲ့ဝမ်းသာတယ်ဆိုတဲ့သဘောလေးတွေဟာမင်းသားယုတ်မင်းသမီးယုတ်လူရှင်တော်ယုတ်တွေပေါ့ဗျာကြားတဲ့သဘောလေးကပေါ်လာတယ်ဝင်နဲ့ထွက်တဲ့သဘောလေးတွေကပေါ်လာတယ် ။ညောင်းတယ်ထုံတယ်ကျင်းတယ်ဆိုတဲ့သဘောလေးတွေကပေါ်လာတယ်။တွေးတိုးတဲ့သဘောတွေပေါ်လာ။အဲ့ဒီသဘောလေးတွေကိုသေးသေးချာချာကြည့်လိုက်တော့ကြားတဲ့သဘောဆိုတာကလည်းပေါ်ပြီးရင်ပြတ်သွားတာ။ဝင်နဲ့ထွက်တဲ့သဘောဆိုတာလည်းပေါ်ပြီးပြောက်သွားတာ ညောင်းတဲ့သဘောထုံတဲ့ကျင်းတဲ့သဘောဆိုတာလေပေါ်ပြီးပျောက်သွားတာအဲ့တော့အဲ့ဒီသဘောလေးတွေဟာသေသေးချာချာလေးညံနေကြည့်လိုက်တော့ကြားတဲ့သဘောလေးကပေါ်လာလိုက်ပေါ်ပြီးတော့ပျောက်သွားလိုက်ဝင်နေထွက်တဲ့သဘောလေးတွေကပေါ်လာလိုက်ပေါ်ပြီးတော့ပျောက်သွားလိုက် ညောင်းတဲ့ထုံတဲ့ကျင်းတဲ့သဘောလေးတွေကပေါ်လာလိုက်ပေါ်ပြီးတော့ပြောက်သွားလိုက်တွေးတဲ့သဘောလေးတွေကပေါ်လာလိုက်ပေါ်ပြီးတော့ပြောက်သွားလိုက်ဟောပြောတော့တရားအထုတ်တယ်လို့ပြောတာတကယ်လက်တွေ့ကြည့်ရတာကတော့ပေါ်တာနဲ့ပြောက်တာပဲကြည့်ရတာပါပေါ်လာတယ်ပြောက်သွားတယ်ပေါ်လာတယ်ပြောက်သွားတယ် တရားအားထုတ်တာနဲ့တပုံစံနဲ့တီဝီကြည့်တာတပုံစံနဲ့ဗဇက်ကပြောတော့တီဝီကြည့်တယ်လို့ပဲပြောတာတကယ်လက်တွေ့ကြတော့ပေါ်တာနဲ့ပြောက်တာပဲကြည့်ရတာလေမင်းသားယုတ်တွေကပေါ်လိုက် ပြောက်လိုက်မင်းသမီးယုတ်တွေကပေါ်လာလိုက်ပြောက်သွားလိုက်လူရှင်တော်ယုတ်ရှုကေးယုတ်တွေကပေါ်လာလိုက်ပြောက်သွားလိုက်ဒီလိုပဲ ဘဇက်ကပြောတော့တရားအထုတ်တယ်လို့ပြောတာတကယ်လက်တွေ့ရတော့ပေါ်တာနဲ့ပြောက်တာကိုကြည့်ရတာအဲတော့ကျေးဇူးရှင်မိုးကုတ်ဆိုလို့ခင်ဗျာတရားအထုတ်တာကဓာတ်ရှင်ကြည့်သလိုအဲကြောင့်ဦးဇင်းတို့ရဲ့ဆရာသမားတွေခန္ဓာတည်ဘူးကြည့်တယ်ခန္ဓာတည်ဘူးကြည့်တာခန္ဓာထဲမှာဘာတွေရှိသလို့ဆိုတော့ ပေါ်တာနဲ့ပျောက်တာတွေပဲရှိတာကျန်တာဘာမှမရှိဘူးဒါကြောင့်ယောဂီတို့လည်းပဲကြားတဲ့သဘောလေးတွေပေါ်ပေါ်ပြီးတော့ပျောက်ပျောက်သွားတာဝင်နေထွက်တဲ့သဘောလေးတွေပေါ်ပေါ်ပြီးတော့ပျောက်ပျောက်သွားတာညောင်းတဲ့ထုံတဲ့ကျင်းတဲ့သဘောလေးတွေပေါ်ပေါ်ပြီးတော့ပျောက်ပျောက်သွားတာကို သေသေးချာချာလေးတတိလေးနဲ့စိုက်ပြီးတော့ဉာဏ်သေးနဲ့မြင်အောင်ကြည့်ရတယ်။အဲကြပေါ်တာသိမှပျောက်တာသိမှ ပေါ်တာသိရင်အဖြစ်ကိုသိကြပျောက်တာသိရင်အပြည့်ကိုသိကြအဲ့ဒီအဖြစ်နဲ့အပြည့်ကိုတွေ့ရင်ဝိပဿနာဉာဏ်အဖြစ်နဲ့အပြည့်တွေတွေ့ပါများသွားပြီးတော့ အပြက်တွေကြီးပဲမြင်ပါများတော့အပြက်တွေမုံပြီးတော့အပြက်ဆုံးသွားပြီဆိုရင်လောကုတ္တရာမဲ့ညာဘောအဲကြောင့်ယောဂီများတရားအထုတ်တဲ့အလုတ်သည်အကောင်းဆုံးအလုတ်အမြတ်ဆုံးအလုတ်အပေလေးပါးကလွတ်အောင်လုပ်ပေးမယ်အလုတ်နိဗ္ဗာန်ရောက်အောင်ပို့မယ်အလုတ်ပဲဒါကြောင့် သေသေးချာချာလေးတတိလေးကပြီးတော့ဉာဏ်လေးနဲ့သဘောခန္ဓာလေးတွေရဲ့ပေါ်တာလည်းသိအောင်ပြက်တာလည်းသိအောင်ကြိုးကြိုးစားစားနဲ့အားထုတ်ကြပါလို့တိုက်တွန်းလိုက်ပါတယ်သူတော်ကောင်းတို့